မင်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာကကြိုဆိုပါတယ် 2025ခုနှစ်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက်အမျိုးသားအမျိုးသမီးပိုက်ကြောချင်းပြိုင်ပွဲဖွင့်ပွဲနှင့်2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်18နှစ်အောက်ပြည်ခုံပြည်ပြိုင်ပွဲကိုရှမ်းပြည်နယ်ကိုစားပြုဝင်ရောက်ရှိပြိုင်ကြမည်ပြည်ခုံပြည်လက်ရွေးစင်အသင်းအားအောင်နိုင်ရေးအလံပေးရခြင်းကိုဇွန်လ28ရက်နေ့နဲ့စနေရီအချိန်တွင်တောင်ကြီးမြို့ပြည်နယ်လေးချင်းရေးအကစားရုံ၌ကျင်းပခဲ့ပါသည် ပြိုင်ပွဲဖွင့်ပွဲတွင်ပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥတီချက်ကိုရဲ့အနက်လူမှုရေးဥတီချက်တွင်ပါဝင်သောတမျိုးသားလုံးတက်ရှိကျမ်းမာကြက်ခိုင်း၏အတွင်ပြည်သူအလုံးအကျုံးဝင်ပြီးကျမ်းမာရေးကဏ္ဍနှင့်အကစားကဏ္ဍမြင့်တင်ဆောင်ရွက်ရေးဟူသောဥတီချက်ကိုအကောင့်တဲပေါ်ဆောင်ရွက်နေသည့်အနေဖြင့်လူငယ်လူရွယ်များအကစားကိုချစ်မြတ်နိုးပြီးအကသာစိတ်တဲ့ရင့်တန်စီရန် နိုင်ငံတော်နှင့်ပြည်내အတွက်မျိုးဆက်တဲ့အာကစားသမားများပေါ်ထွက်လာစေရန်ယခုလိုပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း 2025ခုနှစ်တိုင်းနေသားကြီးနေပြည်နယ်အသက်18နှစ်အောင်ပြေးခုံပြေးပြိုင်ပွဲကိုစံပြည်နယ်ကိုစားပြုဝင်ရောက်ဆင်ပြိုင်ကြပြီးပြေးခုံပြေးအသင်းကိုယခုလိုအောင်နိုင်ရေးအလံပေးအရာချင်းသည်ပြည်နယ်အတွင်မိတင်းနေထိုင်ကြသည့်တိုင်းရင်းသားမိဘပြည်သူအလုံးဤကိုစားစံပြည်နယ်ဂုံကို မြင့်တင်ပေးနိုင်ရန်ယုံကြည်စွာတာဝန်ပေးလိုက်ခြင်းဖြစ်ပါကြောင်း ပြိုင်ပွဲကိုဝင်ရောက်ဆင်ပြိုင်ကြမည်အုတ်ချုပ်သူနီးပြနှင့်အာကစားသမားတဦးချင်းစီကပြည့်ရသည့်တာဝန်များကိုကြေပြူအောင်ဆောင်ရွက်မည်ဟုအောင်းနိုင်စိန်ထားပြီးအစွမ်းကုန်စူးစမ်းရှင်ပြိုင်၍ရှက်ပြည်နယ်ကုံဆောင်ခဲ့ကြရန်တိုက်တွန်းပြောကြားပါသည် ထို့နောက်ပြိုင်ပွဲဝင်အသင်းများမှအာကစားသမားများကအာကစားသစ္စာဒိဋ္ဌံရွတ်ဆိုပြီးပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မြို့နယ်အလိုက်ပိုက်ကြော်ချင်းပြိုင်ပွဲအသင်းနှင့်ရှမ်းပြည်နယ်လက်ရွေးစင်ပြေခုံပြေအာကစားသမားများအားလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီးပြည်내ဝင်ကြီးချုပ်ဦးအောင်ကရှမ်းပြည်နယ်ပြေခုံပြေလက်ရွေးစင်အသင်းအားအောင်နိုင်ရေးအလံနှင့်ချီးမြှင့်ငွေများပေးရာအောက်ချုပ်သူနီးပြားနှင့်အာကစားသမားများမှလက်ခံရယူခဲ့ပါသည် ဆက်လက်၍ပြည်내ဝန်ကြီးချုပ်ကအမှတ်3အခြေခံပညာထက်တန်းကျောင်းမှာဘေးခရာတက်ဖွဲ့ကိုဂုံပြူချင်းမြင်ငွေပေးရခဲ့ကြောင်းသိရပါတယ်။ ရင်းနောက်ပိုက်ကြောချင်းပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ်တောင်ကြီးမြို့နယ်အသင်းနှင့်တာချီလိန်မြို့နယ်အသင်းတို့ရှင်ပြိုင်ကစားနေမှုကိုပြည်내ဝင်ကြီးချုပ်ပြည်내ဝင်ကြီးများပြည်내ဥပဒေချုပ်နှင့်တာဝန်ရှိသူများတောင်ကြီးပညာရေးဒီဂရီကောလိပ်မှသင်တန်းသားသင်တန်းသူများသူနာပြုနှင့်တာဖွားသင်တန်းကျောင်းများမှသင်တန်းသားသင်တန်းသူများအကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီးပြိုင်ပွဲတွင်တောင်စီမြို့နယ်အသင်းကနှစ်ပွဲတစ်ပွဲဖြင့်အနိုင်ရရှိသွားကြောင်းသိရပါသည်။အဆိုပါရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက်အမျိုးသားအမျိုးသမီးပိုက်ကြောချင်းပြိုင်ပွဲကိုဇွန်လ28ရက်မှ30ရက်အထိရှင်းပြိုင်သွားမည်ဖြစ်ပြီးပြိုင်ပွဲဝင်အမျိုးသား23သင်းအမျိုးသမီးကုန်သင်းစုစုပေါင်း32သင်းပါဝင်ရှင်းပြိုင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။